ရှင်တော်လန်ပုံကံပြိုမီတို့အားမဲ့စီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအပတ်မှာတော့တော်လန်ပြိုမီတို့ကို အားမှန်ပေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့ကျောင်းသားလေယုံတက်တော် SSR ရဲ့မြို့သမီးရဲဘော်ဖြစ်နေဗန္ဒာရေးမှုဖြစ်နေလေတာဝန်ထမ်းဆောင်နေသူ မဟန်နီຫນွေဦးပဲဖြစ်ပါတယ် အမရေမင်္ဂလာပါနော်။ဟုတ်မင်္ဂလာပါ။အမနာမည်လေးနဲ့လက်ရှိလှုပ်ရှားနေတဲ့အဖွဲ့အစည်းလေးကိုပြောပြပေးလို့ရမလားရှင်။ Okay ကျွန်တော်နာမည်ကတော့ဟန်နီနွေဦးပါ။လက်ရှိចောင်းသားလက်ယုံတတော်မှာရဲဘော်နွေနီအဖြစ်နဲ့အနာရေးမှုအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်ခင်ဗျာ။ဒီနွေဦးတော်လည်ကြီးအတွင်းမှာအသက်ခံတာကိုစွန့်ပြီးတော့ပါဝင်ဖို့အတွက်ဘယ်လိုအရာတွေကအမအတွက်တွန်းအားဖြစ်စေခဲ့ရလဲရှင်။ဒါကျွန်တော်တို့ကတော့ဒီအချင်းချင်းပြောရမယ်ဆိုရင်တော့ဒါချစ်ချင်းမေတ္တာနဲ့ကျွန်တော်ဒါလူသားဆန်မှုပေါ်အခြေပြုပြီးတော့ကျွန်တော်တို့ ကျွန်တော်အနေနဲ့ရောက်လာခဲ့ကြတာဖြစ်တယ်ပေါ့နော်တော်တော်များဒီကိုရောက်ရှိလာတဲ့လူတွေကလည်းအတူတူပါပဲကျွန်တော်တို့ကဒါမတရားမှုကိုခေါင်းကောင်းမခံဘူးငါတို့အနေနဲ့ဒီကိုယ့်ရဲ့ no less ပါပြောပိုင်ခွင့်တခုငါတို့ပြန်ပြီးတော့တိုက်ယူကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ရောက်လာခဲ့ကြပြီပေါ့ဗျာဘာစဉ်းစားချက်ဘာတိဆောက်မယ်ဆိုတဲ့ခန္ဓာမျိုးတွေထက်ဒါပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒါနောက်ထပ်နောက်ထပ်မျိုးဆက်တွေအတွက်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါ ကျွန်တော်တို့ခင်မှာတာဝန်ကြရတယ်ကျွန်တော်တို့မှာတာဝန်ရှိရတယ်ဆိုရယ်ခိုင်ချက်တစ်ခုတည်းနဲ့ကျွန်တော်ရောက်လာခဲ့ကြရပေါ့ဗျာအမားတို့ရဲ့ចောင်းသားလေယုံတက်တော် SA ရဲ့မြို့သမီးရဲဘော်ပါဝင်မှုကဘလောက်ထိရှိနေပြီလဲရှင်ကျွန်တော်တို့ data ရကြည့်မယ်ဆိုရင်တော့ចောင်းသားလေယုံတက်တော်မှာမြို့သမီးပါဝင်မှုက30ရာခိုင်နှုန်းနဲ့အထက်မှာရှိရပေါ့နော်ဒီစည်ရေးကဏ္ဍတွေတခြားသောဒါနောက်တန်းမှာတာဝန်ထမ်းဆောင်အောင်မဲ့ဒီကဏ္ဍကြီးစည်ရေးတခြားသောကဏ္ဍတွေအပြင်ပေါ့နော်ဒါရှေ့ရမ်းမှာဆိုရင်လက်ထောက်ပူကဏ္ဍတွေ drone ဘိုင်းဆိုင်ရာတွေရှေ့ရမ်းစစ်မြေပြင်မှာအစားလဲအဲ့လိုမျိုးဖြန့်ချက်ပြီးထားရှိမှုရှိပါတယ် ဒီຫນွေဥတော်လည်းရေးချီအတွင်းမှာတိုက်ပွဲဝင်နေကြတဲ့မြို့သမီးရဲဘော်တွေပုံမို့ကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေကဘာတွေဖြစ်မလဲရှင်အမအနေနဲ့ဖြေချာပေးလို့ရမလားရှင်ဒါຫນွေဥတော်လည်းရေးမှာအမတို့အနေနဲ့ဒါကြုံရတယ်ပေါ့နော်ဒါစိန်ခေါ်မှုတွေအနေနဲ့ဆိုရင်ဒီအမရဲ့တကူကြီးစာအမြင်ရဆိုရင်တော့ဒါစစ်သားဖြစ်မှုကနေစရတယ်ပေါ့နော်စစ်သားဖြစ်မှုစံနှုန်းတွေပေါ့နော် ဒီစစ်တက်တက်ရဲ့ဒါတိဆောက်ထားရဲပေါ့နော်ခဲဆက်ဆက်ပုံစံအရဆိုရင်လဲကြားဆန်တုံးနေပေါ့အခြေပြုတ်ခဲ့ရဲပေါ့နော်ဒါ patriarchy ကြီးစိုးရဲဒါမင်းတို့ကစစ်သားဖြစ်ဖို့ဆိုရင်လည်းမင်းဟိုတန်မာရမယ်အလုပ်ကြီးကရရှိရမယ်ဒါအဲ့လိုမျိုးဒီအာဟိုအင်အားကြီးရမယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးကြားဆန်တုံးနေနဲ့ဒီတမတ်ထားတဲ့ doctrine တွေကို Morrisavi train ရတယ်အဲ့လိုဟာတွေမှာဒီလိုပြဿနာတသေးလေးတွေနေစာပြီးကြုံခဲ့ရတယ်ပေါ့ကြုံခဲ့ရတယ်ဆိုမင်းတို့ယောက်ျားလေးလောက်မလုံနိုင်ဘူးလားယောက်ျားလေးလောက်မဖြစ်နိုင်ဘူးလားအကေဘီကိုကနေမခံချစိမ့်နဲ့ဒါကိုစူးစမ်းခဲ့ရင်တော့မှ ဒါအဲ့ကြတော့လည်းဘယ်လိုတမျိုးပြန်ပြောင်းသွားလဲဆိုတော့အဲ့တော့မင်းတို့ကမင်းကလေးတောင်လုံနိုင်တာမင်းတို့ကဘာဖြစ်နေရလဲဆိုတဲ့ပုံစံမျိုးနေပေါ့နော်အဲ့လို gender ပေါ်မူတည်တဲ့ဒီလိုမျိုးအဲ့လိုမင်းကိုထုတ်စရာကြီးအများကြီးဖြစ်လာခဲ့ကြတယ်ပေါ့နော်အဲ့ကြအမတို့အဲ့ဒီကဒီစဉ်းစားခဲ့ကြတယ်ပေါ့နော်စဉ်းစားရတဲ့မင်းကိုထုတ်မှုတွေရှိခဲ့ကြတယ်ဒါစတားဖြစ်မှုကိုဘာနဲ့တိုင်းတာရလဲဒီလိုမျိုးကြားမှဆိုရယ်စံတော့ပေတန်ရင်းနဲ့တိုင်းတာရလားဆိုရယ်မိကုန်ထုံးမှုတွေနဲ့စခဲ့ကြရတယ်ပေါ့အကျဉ်းချုပ်အနေနဲ့ပြောပါမယ်ဆိုရင်တော့အမတို့ ဘလောက်ပဲတော်လိုင်းရဲပေါ်ရဲပဲတော်လိုင်းလုတ်တယ်တော်လိုင်းတက်တက်အနေနဲ့ပဲလာပါစီပေါ့နော်ဒီနှစ်တွေကြာလာတဲ့ဆောင်မှာအခုဆို၄နှစ်ရှိသွားခဲ့ပြီနှစ်တွေကြာလာတဲ့အချိန်မှာဒီလိုမျိုးဒီမပြေဝကြတဲ့သူတွေအနေနဲ့ပေါ့နော်ပြေဝကြတဲ့သူတွေအနေနဲ့ဒီလိုကြားဆန်တော့အနေနဲ့ဒီလိုတိုင်းတာတာများလာတဲ့အချိန်တွေမှာဒါဘာဖြစ်လာလဲဆိုတော့အဲ့အချိန်မှာလက်နက်ဆိုတဲ့ပါပါရလာခဲ့ကြတယ်လက်နက်ဆိုတဲ့ပါပါရလာတဲ့အချိန်မှာသူကဘလို့အသွင်ကူးပြောင်းလာခဲ့ကြလဲဆိုတော့အာနာရီကိုပို့ပြီးတော့မှတ်မောတယ်ဒါစစ်ဝါဒီကျင့်သုံးတဲ့ဒါတချို့တော့ပေါ့နော်ဒါ ရဲဘော်တွေအနေနဲ့ကနေပြီးစစ်သားတွေဖြစ်လာခဲ့ကြတယ်အဲ့လိုမျိုးအခြေအနေမျိုးတွေမှာဒါနေရာဒေသအတီးတီးမှာပေါ့နော်ဒီလိုမျိုးဒါဖိနှိပ်မှုတွေပေါ့ဖိနှိပ်မှုတွေတစ်ဖက်ပြီးပြန်ပြောင်းကြုံလာခဲ့ကြတယ်ကျင်းကြုံလာခဲ့ကြတယ်ဆိုရဲအခြေအနေမှာဒါအမျိုးသမီးရဲ့အနေနဲ့လည်းဒီလိုမျိုးဟိုဒါနှုတ်ပိုင်းဆိုင်ရာဖြစ်စီလိမ်ပိုင်းဆိုင်ရာဖြစ်စီပေါ့နော်အကျန်းဖက်စော်ကားမှုတွေကိုခံလာခဲ့ကြအဲ့အဲ့အတွက်ကြောင့်မို့လို့လဲဒါအာကျွန်တော်အနေနဲ့ကတော့အမျိုးသမီးတယောက်အနေနဲ့ဆိုရင်အာ ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးတချောပြန်လည်နေတယ်ဒီလိုမျိုးခံထားရီကိုကျွန်တော်တို့ဘယ်လိုမျိုးဖြည့်ရှင်းနိုင်မလဲဆိုတော့မေးခွန်းထုတ်မှုပေါ့နော်ကျွန်တော်တို့ဒီမှာလဲဒါလုံနိုင်မဲ့ဝင်အဝိုင်းတီးတန့်နေမှာပဲကျွန်တော်တို့စကားပြောကြတယ်ဆွေးနွေးကြတယ်ဒါနီးလန်းကိုဝိုင်းဝန်းရှာပြီးရှာရှာရှာပွေကြရပေါ့နော်ရှာပွေကြရအဲ့တော့ကျွန်တော်တို့ဒါကတော့မဖြစ်မနေဒါတော်လိုင်းဟိုဘယ်နေရာမှာမဆိုဘူးပေါ့နော်တိုင်းတက်ဖွဲ့တိုင်းမှာတော့ဒါ ဒီတုံးမဲတွေဒီလိုမျိုးအခြေအနေမျိုးတွေတော့ကြုံရမှာပဲအဲ့လိုအခြေအနေမျိုးတွေမှာဒါကကျွန်တော်တို့ဘလူးဆက်လောက်ကြမလဲဘလူးဖြည့်ရှင်းကြမလဲဆိုတော့ဒီမေကုံထုံမှုမျိုးတွေလဲကျွန်တော်တို့မှာအများကြီးပေါ့နော်ဒီလိုမျိုးဒါခုလက်ရှိမှာတော့ဒါကျွန်တော်တို့အနေနဲ့ sugar coating မလုပ်ထားတဲ့ဒါတော်လိုင်းလေးနှစ်တာကြာလာတဲ့အချိန်မှာပေါ့နော်ကြုံတွေ့လာရတဲ့ဒါစိန်ခေါ်မှုတွေပြဿနာတွေဒါအပြေထုတ်ရခက်နေတဲ့အခက်ခဲကိုတွေ့နိုင်တယ်လို့ဆိုနိုင်ပါတယ်ဟုတ်ကဲ့ပါ နွေဦးတော်လည်ရဲ့အတွင်းမှာမြို့သမီးတွေရဲ့ခန်းကဏ္ဍကဘလောက်ထိရေးပါတယ်လဲဆိုတာကိုပြောပြပေးလို့ရမလားရှင်ဟုတ်ကဲ့ပါအာမြို့သမီးတွေရဲ့ခန်းကဏ္ဍကဘလောက်ထိရေးပါတယ်လဲဆိုကျွန်တော်တို့ဒီပေါ့နော်အခုဆိုရင်ဘယ်ကနေစတယ်လဲဆိုကျွန်တော်တို့ဒါကိုယ့်ရဲ့ဒါရင်သွေးတွေပေါ့နော်ကိုယ့်ရဲ့ကလေးတွေကိုပေးထားတဲ့ဒါကျွန်တော်တို့မိခင်တွေပေါ့နော်ကျွန်တော်တို့ရဲ့တော်လိုင်းမိခင်တွေမိခင်တွေကနေစလို့ကျွန်တော်တို့ဒါ CDM မှာပါဝင်နေတဲ့ကျွန်တော်တို့ရဲ့အမတွေညီမတွေပြီးတော့အခုဒီမြေပြင်မှာရောက်ရှိနေကြရတယ်ပေါ့နော်ကျွန်တော်တို့ဘတ်ပေါင်းဆောင်ကဏ္ဍအတီးတီးမှာတာဝန်ထမ်းဆောင်နေတဲ့ ဒါကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်ညီမတွေပေါ့နော်အကုန်လုံးဒီတာဝန်လာမှုကအများကြီးကိုကျွန်တော်တို့အားကောင်းလာတဲ့ဟာကိုလည်းကျွန်တော်တို့မြင်ရတယ်ပြီးတော့ဒီပြောရမယ်ဆိုရင်ဗျာကျွန်တော်တို့အနေနဲ့ကတော့မျိုးသမီးတွေရဲ့အခမ်းကဏ္ဍဆိုတာအားလုံးကဒါရန်နေရာတစ်ခုပေါ့နော်စစ်စစ်ဒီဘလိုဖြစ်စစ်လက်ထက်တည်ဆောက်တယ်ဆိုတဲ့ဟာလည်းကျွန်တော်ရန်နေရာတစ်ခုအနေနဲ့သတ်မှတ်လို့ရတယ်ဒီရန်နေရာတစ်ခုလေပတ်ဖို့ဆိုရင်ကျွန်တော်တို့ကဒါ gender base ပို့သွားလို့မရဘူးเนาะခုနကပြောသလိုကြားဆန်နှုံးအနေနဲ့သတ်မှတ်ပြီးတော့ငါတို့ယောက်ျားကြီးပဲလောက်ကြမှာယောက်ျားကြီးပဲလောက်နိုင်တယ်ဆိုရဲခန္ဓာရင်းသွားလို့မရဘူး။နေရအတိတိမှာသူ့ရဲ့အာသာချက်တွေရှိရအာနေတဲ့တွေရှိရအဲ့လိုခန္ဓာမျိုးတွေမှာကျွန်တော်တို့ကဒါကိုယ့်ရဲ့လောက်နိုင်စွမ်းနေပုံမှုတည်ပြီးပူပေါင်းဆောင်ရွက်ရတယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့ခုနကပြောသလိုပဲဒီလိုမျိုးခုနကဘလောက်ပဲ patriarchy ကြီးစိုးပါစေဘလောက်ပဲသတ်မှတ်ပါစေကျွန်တော်တို့ကသူ့ရဲ့ခန္ဓာအလိုက်သူ့ရဲ့သတ်မှတ်ချက်တွေအလိုက်သူ့ရဲ့အရေးပါပုံသူ့ရဲ့အတော့ဝင်ပုံကမတူဘူး။အဲ့ဒီအတွက်ကြောင့်မလို့ဒါမျိုးသမီးတွေရဲ့အခန်းခန္ဓာအနေနဲ့လည်းဒါပါဝင်မှုက ဒေါင်းတနေရာလေပြီးတော့ကျွန်တော်တို့အခုသွားနေတဲ့အရေးတစ်ခုအတွက်ဆန်ရနေရလဲပပုတ်အတွက်ရေးပါဖို့တစ်ခုနဲ့ရှိနေသေးပဲပါပါဝင်မှုကိုလည်းကျွန်တော်တို့အားလုံးအနေနဲ့ဆက်ပြီးတိုးမြှင့်ရဖို့လိုအပ်နေသေးပါပဲအခုလက်ရှိຫນွေဥတော်လန်ရေးမှာမြို့သမီးတွေရဲ့ပါဝင်မှုကပုံမိုအားကောင်းလာနေတဲ့အတွက်ဘလို့အပြောင်းလဲတွေရှိလာပြီလဲရှင်အမရဲ့မြင်လေးကိုဖော်ပြပေးလို့ရမလားရှင်ဒီတော်လိုင်းရေးပေါ်မှာအမျိုးသမီးတွေပါဝင်လာတဲ့အတွက်ကြောင့်မလို့ဘလို့ပြောင်းလဲမှုရှိတလဲဆိုရင်အဓိကကတော့ကျွန်တော်တို့ဟိုးအရင်ကတည်းကပေါ့နော်ဒါ အမျိုးသမီးတွေအနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ခုနပြောခဲ့သလိုပဲလူနည်းစုဖြစ်တယ်အချိုးကျအတွက်ချက်ကြည့်မယ်ဆိုရင်တော့လူနည်းစုဖြစ်တယ်ပေါ့နော်စတက်တက်မှာကျွန်တော်တို့ဒီမှာဆိုရင်လည်းဒါခုနပြောသလိုပဲ30ရာခိုင်နှုန်းပဲပါတယ်လူနည်းစုဖြစ်တယ်လူနည်းစုဖြစ်တဲ့အလျောက်ကိုဟိုးကျွန်တော်တို့ဟိုးဒီခက်ဆက်ဆက်ပေါ့နော်နိုင်ငံဆက်ဆက်ကိုကြည့်မယ်ဆိုရင်လည်းဒါကျွန်တော်အမျိုးသားရေးအရာဖြစ်စီဘာသာရေးအရာဖြစ်စီတခြားသောဒါဒီလိုမျိုးဒီမှာဆိုလည်းစတက်တက်မှာဆိုလည်းစစ်ဝါဒီကြောင်းဖြစ်စီပေါ့နော်အဲ့လိုကျွန်တော်တို့က ဖိနှိပ်မှုတွေလို့မျိုးဒါသတ်မှတ်ချက်တွေနဲ့ဒါကြီးပြင်းလာခဲ့ရတဲ့သူတွေမျိုးကဏ္ဍတွေအများကြီးရှိခဲ့ပေါ့နော်အဲ့လိုအခြေအနေမျိုးတွေကျွန်တော်တို့ဒါကစနစ်ဆိုးတွေဖြုတ်ချဖို့လိုအပ်တယ်အဲ့အတွက်ကြောင့်မလို့လဲဒီလိုမျိုးဒါနောက်ပိုင်းမှာပို့ပြီးတော့ပေါ့နော်ဒါကြာရကဏ္ဍမှာတာဝန်ထမ်းဆောင်လာတဲ့လူတွေကျွန်တော်စစ်မေးတွေများလာတယ်နိုင်ငံရေးစီရေးပိုင်းမှာလည်းပြောရေးဆိုခွင့်ရှိတဲ့လူတွေဒါဆုံးဖြတ်ချက်ချရတဲ့အပိုင်းခံတာတွေပါရလာတယ်သူလည်းရှိလာတော့လည်းမြင်ရတယ်ပေါ့နော်အဲ့ဒီအတွက်လည်းအင်မတန်မဟုတ် အားရအားရတယ်ဟိုဒီထက်လည်းပို့ပြီးတော့ကျွန်တော်တို့ထက်ထွက်လာဖို့ထက်ပြုံးလည်းအရေးတူဖြစ်လာဖို့လည်းလိုအပ်တယ်လို့ကျွန်တော်လည်းမြင်ပါတယ်တော်လိုင်းရဲ့အလွန်ကာလမှာမြို့သမီးများအခွင့်အရေးရရှိစေရန်အတွက်လုံဆောင်မှုအဓိကလိုအပ်တဲ့ဦးစားပေးအရာတွေကဘာတွေဖြစ်မလဲရှင့်အဲဒီမေးခွန်းကိုမိကကောင်းပါရဲ့ကောင်းဘာလို့လဲဆိုတော့အပေါ်ကကျွန်တော်ဖြီးဖြီးထားတဲ့ကဏ္ဍတွေပေါ့အဆက်ဆက်မှုရှိရခုနပြောရေးစိန်ခေါ်မှုပေါ့ဒီစိန်ခေါ်မှုတွေကြောင့်လာတဲ့အချိန်မှာကျွန်တော်တို့က ဘလို့ဖြည့်ရှင်းမှုတွေလုပ်နိုင်မလဲပေါ့ခုနကပြောသလိုပဲဒါကျွန်တော်တို့ဒီမေးခွန်းအရာတော်လန်ရေးအလွန်ကာလဆိုတဲ့ခန္ဓာနဲ့တိုင်းတာလို့မရဘူးကျွန်တော်တို့ကအခုဒီတော်လန်ရေးဒီလိုမို့နော်စစ်အာဏာရှင်စနစ်ပြုတ်ကျရေးဖို့ဒီလိုမျိုးတွားနေတဲ့အချိန်ကာလမှာပဲကျွန်တော်ဒီစစ်စနစ်ဆိုးတွေလည်းဖြိုချဖို့လိုအပ်တယ်ပေါ့နော်ဖြိုချဖို့လိုအပ်တယ်ဆိုတော့တော်တော်များအခုဒီတရင်တပ်ဖွဲ့ရှိကြတယ်ပေါ့နော်တရင်တပ်ဖွဲ့တွေမှာလည်းသူတို့ရဲ့ဒါတစ္ဆာဒိဋ္ဌန်တွေရှိမယ်ပြီးတော့သူတို့ရဲ့ဒါစံနှုန်းတွေတတ်မှတ်ချက်တွေညှော်ရီချက်တွေရှိမယ်ပေါ့နော်ညှော်ရီချက်တွေရှိမယ်ဆိုတဲ့ဟာမှာကျွန်တော်တို့ဒီ အဲကျွန်တော်ကတော့ကျွန်တော်ရဲ့အတွေ့အကြုံနဲ့ဟိုပြောပြခြင်းနဲ့ပေါ့နော်ပြောပြခြင်းနဲ့ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီတက်ထက်ရောက်လာချိန်မှာကျွန်တော်အနေနဲ့ဒါခုနပြင်မိကိုထုတ်မှုရှိလာတဲ့ပိုင်းခဏရှိရှိလာချိန်မှာကျွန်တော်မေးတယ်မေးတဲ့ချိန်မှာဒီမှာတက်တော်ရဲမှာဆိုရင်ဒီသစ္စာဒိဋ္ဌာန်၅ချက်ရှိတယ်ပေါ့နော်အဲ့၅ချက်ထဲမှာကျွန်တော်တို့ဒါအဖိနိခံလူလူပေါ့သစ္စာဆောင်တည်ပါမိဖိနိခံလူလူတို့အသက်ပေးကာကွယ်သွားပါမိဆိုတဲ့ခန္ဓာပါတယ်အဲ့မှာကကျွန်တော်တို့ ဒီဘယ်သူဘယ်သူဖြစ်ရမယ်ဘလိုဘလိုဖြစ်ရမယ်ဆိုတဲ့ခံစားမျိုးမရှိဘူးကျွန်တော်တို့ရဲ့အဖိနှိတ်ခံဆိုတဲ့သတ်မှတ်ချက်ကခုနပြောသလိုပဲဒါလူနည်းစုဖြစ်တဲ့အတန်ထွက်ခွင့်မရတဲ့အတန်ကိုယ့်ရဲ့အတန်ကိုယ့်ရဲ့ဒီအတန်ပေါ်မှာပေါ့နော်ကိုယ့်ရဲ့ထုတ်ဖော်ချက်တွေပေါ်မှာဒါလုံးဆောင်ခွင့်နေပြီးတော့အဖိတစ်ခုမထွက်လာတဲ့လူတွေအတွက်ရက်တည်မယ်ဆိုတဲ့ပုံစံပါပြီးသားဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီကျွန်တော်ကတော့ဒီလိုမျိုးပြင်ဆင်မှုတွေပေါ့နော် ခုနကပြောတဲ့ဒါ မျိုးသားရေးပေါ်ဘာသာရေးပေါ်ပြီးတော့တခြားသောဒါဖိနှိပ်မှုတွေပေါ်ဖြစ်ခဲ့တဲ့အဆက်ဆက်ကစနစ်ဆိုးတွေကိုကျွန်တော်အနေနဲ့ဖြိုဖျက်ဖို့လိုအပ်တယ်။အဲ့ဒါတွေကလည်းကျွန်တော်တို့ကိုယ်တိုင်စားဖို့လိုအပ်တယ်။အဲ့တော့ဒီဖြည့်ရှင်းမှုတွေဒီနေရာဒေသအတိတိယကဏ္ဍတွေမှာလည်းတော်လိုင်းဒီတက်ပေါင်းစုတွေအနေနဲ့လည်းဒါကျွန်တော်ကြည်လဲဖို့လိုအပ်တယ်ပေါ့နော်။ကျွန်တော်တို့ကဒါဆက်အနာရှင်စနစ်ပြုတ်ကျရေးဆိုတဲ့ကဏ္ဍတစ်ခုတွေနဲ့တွားတာမဟုတ်ဘူးဆိုတာလည်းဒီတိုင်းတက်ဖွဲ့တွေတိုင်းမှာကြည်လဲဖို့လိုအပ်တယ်။အဲ့အတွက်ကြောင့်မလို့ အာကျွန်တော်တို့ဒီမှာဆိုရင်လည်းဒါနိုင်ငံတော်အစ်စ်ပေါ့နိုင်ငံတော်အစ်စ်ကိုတိဆောက်ကြမယ်ဆိုတဲ့ဟာမှာဘာလို့လိုချင်လဲပေါ့ကျွန်တော်အနေနဲ့ဆိုရင်တော့ဒါလူလူလိုပဲမြင်တဲ့ဒါကြောင်းမှဒါဘလိုပဲဖြစ်ဖြစ်ပေါ့နော်ခွဲခြားတာချင်းမရှိတဲ့ပတ်ဝန်းကျင်တစ်ခုကျွန်တော်တိဆောက်ချင်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါရှိနေတဲ့အဝင်အမိုင်းပေါ့နော်ကျွန်တော်တို့ဒါအစုအဖွဲ့အစည်းတွေမှာပဲကျွန်တော်တို့ဒီလိုမျိုးပြင်ဆင်မှုတွေစဖို့ကျွန်တော်တို့စူးစမ်းကြတယ်ကျွန်တော်တို့ဒီတက်မှာဆိုရင်ဒါရှိတယ်ပေါ့နော်အလိုစစ်တပ် structure အရသွားတာမှန်တယ် စသားကောင်းနေဖြစ်ဖို့လိုအပ်တယ်ကျွန်တော်အဲ့အယူအဆကိုမပယ်ဘူးကျွန်တော်အနေနဲ့ကလည်းစသားဆိုတာကအမိန်နာခံမှုရှိဖို့လိုအပ်တယ်ဆိုတဲ့ဟာကိုလက်ခံတယ်အဲ့တော့ဒီမှာဘယ်လိုမျိုးကဏ္ဍအရာခွဲခြားပြီးတာရှိလဲဆိုတော့ကျွန်တော်ဒါဒါတက်မှာဆိုရင် step structure ရသွားတာရှိတယ်လို့နိုင်ငံရေးဦးဆောင်တဲ့သူတွေလည်းရှိတယ်ဘိုးကော်မတီဝင်တွေရှိတယ်အဲ့လိုမျိုးကဏ္ဍမျိုးတွေမှာဆိုရင်ကျွန်တော်တို့ကဒါစစ်သားအနေနဲ့လည်းဒီ ကျွန်တော်တို့ဒါစစ်ဘက်ဆိုင်ရာပြေဝမှုအပြင်ပေါ့နော်နိုင်ငံရေးအတိပြေဝမှုလည်းရှိဖို့လိုအပ်တယ်အဲ့အတွက်ကိုလည်းဖြစ်တင်းကြရတယ်ခုနပြောသလိုပဲစစ်သားဖြစ်မှုတစ်ခုပေါ့နော်ကျွန်တော်တို့ကစစ်သားကောင်းဖြစ်မှုတစ်ခုနဲ့ခုနပြောတဲ့ကျွန်တော်တို့ရဲ့ equity တစ်ခုကြောင့်မဘယ်လိုမျိုးထိမ့်ညှိမလဲဆိုရင်တော့အာကျွန်တော်ရဲ့ဒီအမြင်ရဆိုကျွန်တော်ဒီမှာပေါ့နော်ဒါစစ်သားကောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအမိန်နာခံရမယ်မင်းကိုဘယ်လိုပုံစံနဲ့ပြောဘယ်လိုခံရနဲ့ပြောဦးဆုံးမိန်နာခံရမယ်ဒီခံရလှုပ်ဆောင်ချက်ကိုလှုပ်ဆောင်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ကဒါတိုင်ကြားဝင်နေရှိတယ်တိုင်ကြားဝင်နေရှိတဲ့အချိန်မှာလဲဟိုကျွန်တော်တို့ ဒီကျွန်တော်နဲ့တိုက်တွန်းချင်တာပေါ့နော်တိုက်တွန်းချင်တာကတော့ဘယ်လိုမျိုးလဲဆိုတော့ပြင်ဆင်မှုတွေကိုကိုကိုယ်တိုင်ပဲလုပ်မှရမယ်ကိုကိုယ်ကိုယ်တိုင်ပဲလုပ်မှရရဲ့အတွက်ကြောင့်မလို့ကိုကိုယ်တိုင်ကလည်းအတန်ထွက်ဖို့လိုအပ်တယ်အဲ့လိုပုံစံမျိုးနဲ့ပူပေါင်းပါဝင်မှုလိုအပ်တယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီဖိနှိပ်မှုတစ်ခုပေါ့လက်မခံဘူးဒီလိုမျိုးအမိတ်အရတော့ကျွန်တော်တို့လုပ်ပြီးသွားပြီ မဖြစ်မနေလှုပ်ဆောင်လိုက်တယ်ကျွန်တော်တို့ဘာ complaint မှမတက်ဘူးစစ်သားမှလည်း complaint မတက်ရဘူးဆိုတော့ခန္ဓာမျိုးတွေကလည်းရှိတာ哦ကြည့်ရဆိုတော့လှုပ်ဆောင်လိုက်တယ်သို့ပေမဲ့ဒီခန္ဓာတွေနဲ့ပတ်သက်ပြီးတော့ဒါဖိနှိပ်မှုတစ်ခုထွန်းတယ်နှုတ်ပိုင်းဆိုင်ရာဖြစ်စီကိုယ်ပိုင်းဆိုင်ရာဖြစ်စီဖိနှိပ်မှုတစ်ခုထွန်းမှုရှိတယ်ကျွန်တော်တို့တွေလည်းလက်မခံနိုင်ဘူးဆိုတော့အတန်ကိုရဲရဲဝံ့ဝံ့ထွက်နိုင်ဖို့လည်းလိုအပ်တယ်အဲ့အတွက်လည်းကျွန်တော်ကိုယ်တိုင်ဒီလည်းဒီမှာဆိုရင်လည်းတိုင်ကြားချက်တွေလှုပ်တယ်အပြစ်ပေးတယ်တာဝန်မှုတာဝန်ခံမှုလှုပ်တဲ့ခန္ဓာတွေကိုလည်းကျွန်တော်တို့ လုပ်ကြရပေါ့နော်အဲ့လိုပုံစံမျိုးကနေစပြီးတော့တစားတစားရဲဘော်ရေးစီကိုအတွေးခေါ်ဘိုင်းဆိုင်ရာကြီးကျွန်တော်တို့ကပေးဖို့လိုအပ်တယ်ဒီစစ်တပ်လိုနေရာမျိုးမှာဒီလိုဖိုဝါဒီကြီးစိုးရဲစစ်တပ်လိုနေရာမျိုးမှာတော့မှာပေထရီယခီခင်မှုတစ်ခုကိုကျွန်တော်အနေနဲ့လက်မခံဘူးစစ်သားကောင်းတယောက်ဖြစ်ဖို့ဆိုတာဒီလိုမျိုးကြားဆန်တော့နေနဲ့ပြေဝဖို့ဆိုရက်ဟိုဟာဒီခဏရည်နဲ့မပြီးတော့ဘူးပေါ့နော်အတွေးခေါ်ဘိုင်းဆိုင်ရာကြီးပြီးတော့တခြားတော့ကျွန်တော်တို့ဒါခုနကပြောစနစ်စိုးတွေကိုဖယ်ချရင်းနဲ့ဒါကျွန်တော်တို့တော်လန်ရေးစစ်တပ်သားကောင်းနေပေါ့နော်ဖြစ်ဖို့လိုအပ်တယ်ဆိုရက် အတွေးခေါ်ပိုင်းဆိုင်ရာတွေကိုလည်းကျွန်တော်တို့အုတ်မြစ်ကနေစပြီးတိစောက်ပေးသွားဖို့လိုအပ်တယ်။အဲ့လိုမျိုးကဏ္ဍတွေအနေနဲ့ကျွန်တော်တို့ကတော့ဒါနေရာတိုင်းဒေသတိုင်းမှာတရင်တစ်ဖွဲ့တိုင်းကိုဒါတော်ဘူးပေါ့နော်အဲ့လိုမျိုးကဏ္ဍမျိုးနဲ့တွားနိုင်ဖို့ကိုကိုတိုင်းကလည်းအဲ့ညမှာရှိနေတဲ့ဒါစစ်မေဖြစ်စီဒါကျွန်တော်တို့အမျိုးအမျိုးသမီးရဲဘော်တွေအနေနဲ့ပေါ့နော်အမျိုးသမီးရဲဘော်တွေအနေနဲ့ ကိုကိုရိုင်းကပါဝင်ပြီးတော့စ조사ဖို့လိုအပ်တယ်မတရားမှုကိုခေါင်းမုံမှုခံဖို့လိုအပ်တယ်ပြီးတော့ဒီလိုမျိုးဖြစ်လာတဲ့အခင်းချင်းပေါ်မှာလည်းအမျိုးသမီးတွေဒီလိုမျိုးအတန်ထွက်လာကြတယ်ဒီလိုမျိုးဖွင့်ဟာပြောဆိုလာတဲ့အပေါ်မှာလည်းကြံတဲ့ကဏ္ဍအသီးသီးကဒီလိုတွေအနေနဲ့ပေါ့နော်ထက်ရရှိအနေနဲ့လူကြီးမင်းများအနေနဲ့ပေါ့ဗျာဒါကဖြည့်ရှင်းပေးဖို့လိုအပ်တယ်အဖြစ်တစ်ခုထွက်အောင်မဖြစ်မနေလှုပ်ဆောင်ပေးဖို့လိုအပ်တယ်အဲ့လိုမျိုးကဏ္ဍမျိုးနဲ့ကျွန်တော်တို့ညှိနှိုင်းယူရင်းနဲ့တော်လိုင်းကာလအလွန်ဆိုတာထက်ကျွန်တော်တို့ဒီအချိန်ဒီကာလမှာတော့မှဖြည့်ဖြည့်ချင်းကျွန်တော်တို့ဒါပြင်ဆင်ပြီးတော့ လက်တွဲညီညီနဲ့ကျွန်တော်တို့တွားကြဖို့လိုအပ်တယ်ကျွန်တော်တို့တိဆောက်နေတဲ့ဒါခုနပြောရဲ Federal လိုပဲဖြစ်ဖြစ်ဗျာ Federal နိုင်ငံတော်ပဲဖြစ်ဖြစ်ဒါခုနပြောရဲကျွန်တော်ပြောခဲ့တဲ့နိုင်ငံတော်အစ်စ်ပဲဖြစ်ဖြစ်ဒါကဒီလိုမျိုးဒီမိုကရေစီစံနှုန်းအနေနဲ့ပြေဝတဲ့ပုံစံမျိုးတစ်ခုရှိဖို့လိုအပ်တယ်အဲ့ရတူတူပြီးတော့ဆက်လျှောက်ကြမယ်ဆိုတဲ့ဟာမျိုးကိုလည်းကျွန်တော်အနေနဲ့ဒါပြောလင့်နေပေါ့ဗျာအမအနေနဲ့ဖြည့်ဆွက်ပြောချင်တာလေးများရှိမလားရှင်အကျွန်တော်အနေနဲ့ဖြည့်ဆွက်ပြောချင်တယ်ဆိုတဲ့ကဏ္ဍမှာပေါ့နော် ဟိုအဓိကတော့ခုနပြောသလိုပဲဥဆောင်သူတွေကျွန်တော်တို့အမျိုးသမီးဥဆောင်သူတွေနိုင်ငံရေးရစီးရဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေပေါ်လာရဲဆိုတဲ့ဟာကလည်းတကယ်လက်တွေ့မြေပြင်မှာတကယ်အကောင့်ထဲပေါ်လှုပ်ဆောင်နိုင်မဲ့လူတွေလိုအပ်တယ်ပေါ့နော်ကျွန်တော်တို့ခုဆိုရင်ဗျာဒါပြောင်းလဲမှုတွေစပြီးလှုပ်လာကြပြီဖြစ်စေတော်တော်များများလည်းနေရာပေးလာကြတဲ့ပုံစံမျိုးမရှိတော့ဘူးအဲ့လိုမျိုးကဏ္ဍမျိုးဖြစ်တဲ့အခါမှာလည်းတကယ်အဲ့အမျိုးသမီးတွေရဲ့တကယ်အတန်ကြီးပေါ့နော်ကျွန်တော်တို့ဒီ အဲသူတို့ရဲ့ဆုံးဖြတ်ချက်တွေသူတို့အတန်တွေအမြင်မြင်မှောက်တကယ်လက်တွေ့အလုံးလုံးနေလဲလားအလုံးဖြစ်နေရက်လားဒါမှမဟုတ်ဒီတိုင်းပဲနေရတော့ပေးထားတယ်သူ့ကိုဖောင်မသွင်းတော့ဘူးဆိုရင်လည်းဒါကကျွန်တော်ခုနပြောသလိုဒါမြောက်ပြဆန်တောင်းပုံစံမျိုးပဲဖြစ်နေခဲ့မှာပဲเนาะအဲ့တော့အဲ့လိုမျိုးခံစားမျိုးတွေဖြစ်အောင်လဲကျွန်တော်တို့အနေနဲ့ကဒါကိုကိုရိုင်းအနေနဲ့လည်းအမျိုးသမီးတူဦးတယောက်ချင်းစီတိုင်းအနေနဲ့လည်းကိုရဲ့ပါဝင်ပုံနှုံးတစ်ခုပြော့အတွေးခေါ်မိုင်းဆိုင်ရာတွေအကုန်လုံးပေါ့နော်ခဏပေါင်းစုံလို့ကျွန်တော်တို့နေညှင့်တင်ပြီးတော့ကျွန်တော်တို့ကိုရိုင်းတည်တယ်ဒါကငါအနေနဲ့ဒီလိုလုပ်နိုင်နေဆိုတော့အခြေအနေမျိုးပေါ့နော်အခြေအနေအရက်မျိုးမှာပဲကျွန်တော်တို့ကဒါဟို ကိုယ်တိုင်လည်းတစ်ဖက်ကလည်းနေရာပေးလာပြီကျွန်တော်တို့ပြောင်းလဲမှုတွေစလာပြီဒါပေမဲ့အဲ့ဒီအရွေးတစ်ခုပေါ်မှာလည်းကိုယ်ကိုယ်တိုင်လိုက်ပါနိုင်အောင်လို့စူးစမ်းကြဖို့လိုအပ်တယ်ပေါ့နော်စူးစမ်းကြဖို့လိုအပ်တယ်ပြီးတော့ခုနပြောသလိုပဲကျွန်တော်တို့ကအခုချိန်မှာဒါလူနည်းစုအမြင်အရကြည့်မယ်ဆိုရင်လည်းခုနပြောတဲ့ဒီအမျိုးသမီးရဲ့အနေနဲ့ဆိုရင်လည်းဒါဟိုဖိနိခံဆိုရဲကဏ္ဍမှာရှိရပါတော့အဲ့အမျိုးသမီးနဲ့တူတူပဲဒါ LGBTIQ+ ဒါကျွန်တော်တို့ဒီဟိုရဲဘော်တွေအနေနဲ့လည်းပေါ့နော်အများကြီးပဲဒီလိုမျိုးအခြေအနေမျိုးတွေနဲ့ကြုံရတာမျိုးရှိရရှိရဆိုတဲ့ခါကျတော့ တာကျွန်တော်တို့အားလုံးအနေနဲ့မျက်ကွယ်မပြုတ်ပဲနဲ့ပေါ့နော်အချင်းချင်းဖေးမှရင်းနဲ့ကျွန်တော်တို့ဒီစနစ်ဆိုးကိုပြောင်းလဲဖို့လိုအပ်တယ်အဲ့မှာမှာကျွန်တော်နေတတိ message လို့ရာကြတော့ခုနကပြောတဲ့လူများစုဖြစ်တဲ့ဖိနှိပ်သူတွေဆိုတဲ့ဟာမှာဖိနှိပ်သူလို့ပဲကျွန်တော်သုံးပါမယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီဟာယောက်ျားလေးတွေလည်းရှိတယ်လို့အဲ့ဒီမှာအမျိုးသားတွေလည်းပါတယ်လို့ဒီတချို့တော့အမျိုးသမီးတွေလည်းပါနေတာကိုတွေ့ရတယ်အဲ့လိုခန္ဓာမျိုးတွေမှာလည်းဒါဟိုကျွန်တော်လည်းမြင်ရတယ်ပေါ့နော်အမျိုးသမီးရဲ့အချင်းချင်းဒါကျွန်တော်တို့ဘလို့ဘလို့ရှိရဲဆိုတော့ road တစ်ခုတိစောက်နေတဲ့အချိန်မှာတော့မှဒါ ဖိချပြီးတော့ငါကတော့ပို့တာတယ်ငါကတော့ဘာဖြစ်တယ်ဆိုတော့ personal branding တိဆောက်တဲ့ခန္ဓာမျိုးတွေပေါ့နော်အဲ့လိုမျိုးအမျိုးသမီးတွေအမျိုးသမီးရဲဘော်ဆိုတာအမျိုးသမီးစစ်သားတွေကိုလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးအချင်းချင်းပြန်စွဲချတဲ့ခန္ဓာမျိုးတွေကိုလည်းကျွန်တော်တို့အနေနဲ့ဒါပြန်ပြီးသတိချက်ဖို့လိုအပ်တယ်ငါတို့အခုချိန်မှာဒါတိုက်ထုတ်ဖို့ပေါ့နော်ဒီလိုစနစ်ဆိုးကိုတိုက်ထုတ်ဖို့လုပ်နေတဲ့အချိန်မှာ အာဟုတ်တယ်မိမတွေကတော့ဘလို့ဘလို့ဆိုတော့အယူဝါဒတွေပုံမှာလို့ဒီကျွန်တော်တို့အမြင်တွေပုံမှာပေါ့နော်လိုက်ပါစီမျောရင်းနဲ့ဟုတ်တယ်ငါကတော့အဲ့လိုမိန်ကလေးမျိုးမဟုတ်ဘူးဆိုတော့ပုံစံမျိုးအဲ့လိုမျိုးစကားတွေကိုလည်းရှောင်ကျဉ်မှုလိုအပ်တယ်ကျွန်တော်တို့က စိတ်ခံစားမှုပြင်းထန်တဲ့သူတွေဖြစ်တယ်ဆိုပြီးတော့ဒါနေရာဒေသအတိအကျမှာအဲ့လိုမျိုးရှိရပါတော့เนาะဒါပေမဲ့ရှိရမှန်တယ်ဒါပေမဲ့အဲ့ဟာကအဲ့အချက်လက်ကမှားနေတာမဟုတ်ဘူးကျွန်တော်တို့စစ်သားဖြစ်မှုတစ်ခုစစ်သားကောင်းပေါ့เนาะစစ်သားကောင်းဖြစ်မှုတစ်ခုမှာကျွန်တော်တို့ခုနပြောသလိုပဲဒီကျွန်တော်တို့တတ်မှတ်ထားတဲ့စံနှုန်းတွေပေါ့ဒါလမ်းကြောင်းမပဲ့သေးဘူးပေါ့เนาะလမ်းကြောင်းမလွဲသွားသေးဘူးကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေကျွန်တော်တို့ရဲ့စကားသံတွေကျွန်တော်တို့ရဲ့ဒီယက်တီချက်တွေอ่ะ မှားနေတာမဟုတ်ဘူးပေါ့နော်မှားနေတာမဟုတ်ဘူးကျွန်တော်တို့အနေနဲ့ကတော့အဲ့လိုပဲယူဆရတယ်ကျွန်တော်အနေနဲ့ပေါ့ဗျာကျွန်တော်နေရာတော့အဲ့လိုပဲယူဆရတယ်အဲ့အတွက်ကြောင့်မလို့ဒါအားလုံးအနေနဲ့လည်းဒါအချင်းချင်းပေါ့နော်ဒီလိုမျိုးပြဿနာဖြစ်ပြီဆိုရင်ချင်းချင်းဖြေရှင်းပါပြေလည်အောင်ဖြေရှင်းကြရင်လည်းကျွန်တော်တို့ကစစ်သားတွေဖြစ်တယ်စစ်သားတွေဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့အလုတ်ကိုပဲဖြစ်အောင်လုပ်ကြမယ်အလုတ်ကို reset တစ်ခုပုံအောင်လုပ်ကြဖို့ပဲကျွန်တော်တို့ဒီတူတူပေါ့နော်အဲ့လိုမျိုးဒါကြီးရွယ်ရင်းပေါ့နော်အချင်းချင်းဒါ balance လေးအောင်နှိမ့်ရင်ကျွန်တော်တို့သွားကြဖို့ ညှော်ရပါတယ်ခုနပြောသူလိုပါပဲကြားမသူရဆန်နှုံးနေကိုပုံမှာတိုင်းတာပြီးလှုပ်လှုပ်နေရတဲ့ဟာပုံမှာလည်းကျွန်တော်အနေနဲ့ဆက်ဆုပ်တယ်ပင်လဲပင်မှန်တယ်အဲ့လိုကဏ္ဍမျိုးတွေပါအဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒါစီချက်ညီညီနဲ့ပဲခုနပြောတဲ့လူကိုလူလိုပဲမြင်တဲ့ဒီစသားဆိုစသားလိုပဲမြင်တဲ့တိုင်းတာမှုတစ်ခုပေါ့ပါပဲအောင်တစ်ခုပေါ့ပါပဲကျွန်တော်တို့ဆက်ပြီးရှေ့ဆက်ရင်းနဲ့နိုင်ငံတော်တက်စီရှိတဲ့ကြအောင်လို့ကြားနေတယ် ပြောကြလိုပါတယ်ခင်ဗျာအခုလိုမျိုးအချိန်ပေးပြောကြည့်ရှုပေးကြရတဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်အခုလိုတော်လန်ပုံကံပြိုမီရိုအာမန်စီစဉ်ကိုအန်နီယယ်ရီချားကနေအချိန်ပေးပြီးဖြည့်ဆို့ပေးတဲ့အတွက်အမကိုကျေးဇူးတင်ပါတယ်ရှင်။ဒီအဘက်မှာတော့ဒီလောက်ပါပဲပေးသက်ကြည့်လို့ရေနောက်ဘက်တွေမှာဘသူတွေကတော်လန်ပုံကံပြိုမီရိုအာမန်စီစဉ်ကိုပါဝင်သွားမလဲဆိုတာကို အပတ်စဉ်အင်္ဂါနေ့ညလိုက်မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။ Yeah. <laughs>